ကြိုက်တဲ့ပါတီကိုပေးပေးတဲ့ပါတီကိုပေးဒါပေမဲ့သူတို့ပဲအနိုင်ယူသွားမှာအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တော်လိုင်းရေးဘတ်တော်သားလည်းဖြစ်နော်ဘကူပက်ဒရယ်ယူနစ်အဖွဲ့ဝင်တစ်ခုလည်းတဦးလည်းဖြစ်တဲ့ဒီကိုလူဦးရဲ့ပြောစကားတွေကိုဖွင့်ပြတော့မှာဖြစ်ပါတယ်စစ်ကောင်စီက MNDA တို့ PNL တို့နဲ့ပြည့်ရက်ပြီးရနောက်ပိုင်းမှာဒီ AA အုပ်ချုပ်ထားတဲ့ဒီရခိုင်ပြည်နယ်နဲ့အညာဒေသကိုလေချောင်းကနေပြစ်ခတ်တိုက်ခိုက်တာမျိုးတွေမြင့်တက်ဟိုမြင့်တင်ပြီးတော့လှုပ်ဆောင်လာတာဖြစ်ပါတယ်ဒါအပြင်ဒီ အကြမ်းဖက်စစ်တပ်ရဲ့ဒီစစ်သားတွေကဒီပြည်သူတွေပေါ်မှာတပ်ဖြတ်မှုတွေတိုးမြင့်လာတယ်လို့လည်းကိုလူအေးရဲ့ပြောစကားတွေကိုနားထောင်ရမှာဖြစ်ပါတယ်ဒီတော့ကိုလူအေးရဲ့စကားတွေကိုကျွန်တော်တို့အတူတူနားထောင်ကြည့်အောင်စစ်ကောင်စီကဒီလေကြောင်းတဲ့တိုက်ခတ်မှုတွေကတနင်္ဂနွေလုံးအနှံ့ပါပဲကျွန်တော်တို့ရဲ့ဒီပဲခူးရုံးမှမှာဆိုရင်လည်းပဲအပြစ်မဲ့ပြည်သူတွေကိုသူတို့တပ်ဖြတ်နေတာမျိုးတွေရှိတယ်။နောက်ပြီးတော့ဒါကျွန်တော်တို့အရင်ကဆိုရင်ဒါ107 line တွေရှိတယ်ပေါ့နော်။ဒီ line တွေမှာဆိုရင် ောက်ပိုင်းညီနောင်မဟာမိတ်တုံးဖက်ကဒါစီရိုးကိုကောင်းကောင်းဂိုင်လှုပ်ခဲ့တဲ့အခါကျတော့သူတို့အရှုံးကြီးရှုံးခဲ့တယ်အခုကျတော့တချို့အဖွဲ့တွေကတရုတ်ကဖီအားနဲ့စစ်ကောင်စီနဲ့ညှိနှိုင်းခဲ့တာရှိတယ်ဟိုအပြစ်ခက်ရက်စဲတာတွေရှိတယ်ဒီချိန်မှာကျတော့ကျွန်တော်တို့ဒီတုံးဖက်တွေကမှဒီအေညီနောင်အေအဖွဲ့တစ်ဖက်ကြံခဲ့တယ်ပေါ့နော်အဲ့တော့အေရှိနေတဲ့အေုံနဲ့သူတို့ကအရှုံးကြီးရှုံးနေတယ်အရှုံးကြီးရှုံးနေတာကကျတော့ရှုံးမဲမဲတယ်ရှုံးမဲမဲတာပါဗျာယောက်ျားတွေပဲဗျာသူပြစ်ကိုပြစ်သူတိုက်ကိုတိုက်တိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့လုံးဝလက်ခံလို့မရတာက အပြစ်မဲ့အရသာပြည်သူတွေရဲ့နေအိမ်တွေအဆောက်အုံတွေဒါဘာသာရေးကျောင်းတွေခလဲစာသင်ကျောင်းတွေကိုသူတို့ဒီလေရင်နဲ့တိုက်ခိုက်တဲ့ကိစ္စကြတော့ကျွန်တော်တို့ဘလို့မှလက်ခံလို့မရဘူး။ Standard Army ဆိုတဲ့ဒီ Main Online ရဲ့စစ်တပ်နော်သတင်းဦးပြောတဲ့ Standard Army စစ်တပ်ကလုံးဝစားမရှိဘူးနော်။ယောက်ျားနော်ယောက်ျားချင်းချင်းတိုက်ခိုက်တာမျိုးလုပ်ဖို့အတွက်ကိုစားမရှိဘဲနဲ့ဒီအပြစ်မဲ့ပြည်သူတွေကိုပဲလုံနေတာနော်။ဒါကိုလည်းဘောမတွေကတခါလာလဲမင်းတို့ကလေချောင်းတိုက်ခိုက်ခံရရင်ပြည်သူပြည်သူပဲအော်နေတာလားဆိုတော့ ဘောမတွေလည်းတကယ်ဖြစ်နေတဲ့နေရာတွေကိုသွားနေကြည့်ကြည့်ပါနော်သွားနေကြည့်ယူပါမှမင်းတို့ရဲ့တစ်ဖက်ပိတ်စကားတွေဆက်ပြောနိုင်မလားဆိုတာငါတို့စောင့်ကြည့်ဒါကြတော့ဒါယောက်သားမဆန်ဘူးကြာစစ်သားမဆန်ဘူးလို့ပဲကျွန်တော်အနေနဲ့ယူဆတယ်အခုကြတော့သူတို့ရဲ့တိုက်ခတ်မှုတွေကြောင့်ကျွန်တော်တို့ရဲ့အရသာပြည်သူတွေကလေးတငယ်တွေအမျိုးသမီးတွေအများကြီးပဲတေချင်ပြက်စီးနေရတာဗျာအစုလိုက်အပြုံလိုက်တွေနဲ့တော့မဟုတ်တာပဲဒါကြောင့်မလို့ဒါကြီးကိုတော့ကျွန်တော်အပြင်းထန်ကန့်ကွက်ရှုတ်ချပါတယ်လို့ ကျွန်တော်ဝမ်းနဲ့ဆရာတခုပြောပြမယ်ကျွန်တော်တို့ဘကိုးကျုံးမပေါ်မှာသူနာပြုဆရာမတယောက်ရှိခဲ့တယ်ဒါကသူနာပြုဆရာမဆိုတာကနိုင်ငံတကာစံချိန်စံညွှန်းအရာပဲဖြစ်ဖြစ်ရန်သူမိတ်ဆွေမခွဲကြပဲလေဘသူပဲဖြစ်ဖြစ်လာကျွန်တော်တို့ဆေးဝါးကုသပေးနေရတာဖြစ်တယ်ဒါကိုစစ်ကောင်စီကဖမ်းတယ်โอเคဖမ်းပေါ့အပြစ်ရှိလေအမင်းချလိုက်ပေါ့ဗျာအဲ့လိုမဟုတ်ဘူးအုပ်စုဖွဲ့ပြီးတော့မရင်းချစ်တက်ဖြတ်ခဲ့တယ်မရင်းချစ်တက်ဖြတ်လို့နေပြီးသလားဆိုတော့ပြေးခိုင်းတယ်ပြေးခိုင်းတယ်အဝိဝလာနဲ့ပြေးခိုင်းတယ် ြင်းခိုင်းပြီးတဲ့အချိန်မှာတနက်နဲ့ပြစ်တယ်တနက်နဲ့ပြစ်လို့တက်ပြီးအားရလာဆိုတော့မရသေးဘူးအဲ့အလောင်းကိုမိထက်ရှို့တယ်ဒါကဒီတွန်လိုင်းကာလမှာကျွန်တော်တို့အမျိုးသမီးတွေဘလောက်ထိဘွားတွေပြစ်ဆက်နေရလဲဆိုတော့အများကြီးတွေကျွန်တော်တခုပြောပြတာပြီးတော့ကျွန်တော်တို့အများကြီးပဲဒီအနာရှင်ရဲ့လက်ထက်မှာနော် မျိုးသမီးတွေအားငယ်ဒီအားနေတဲ့မျိုးသမီးတွေလုံခြုံမှုကလုံးဝမရှိဘူးဆိုတာကိုလည်းပြတယ်ပြီးတော့နောက်ပြီးတော့ဒီဂျမ်းဘက်စစ်တပ်ကစစ်တိုက်တဲ့နေရာမှာလည်းလုံးဝအသိမရှိဘူးနော်လူစီလူပေါင်းဆိုတော့အားလည်းမရှိဘူး နော်ဒီစာသင်ကျောင်းတွေစေယုံစေကန်းတွေကိုတိုက်ခိုက်ခဲ့တာကတော့ခုအစကတည်းကနေခုချိန်ထိဖြစ်တယ်နောက်ပြီးရင်တို့ရဲ့ဒီဘာသာရေးမိုင်းနော်ဒီလူမျိုးရေးမိုင်းတွေကိုလည်းခုချိန်ထိအောက်တန်းကျစွာတုံးနေတာပဲဖြစ်တယ်ကျွန်တော်တို့စစ်ကြောရေးရောက်သွားတဲ့အခါမှာအမျိုးသမီးတွေကိုတို့မရင်းချင်းတက်ဖြတ်တဲ့ကိစ္စတွေမရင်းချင်းပြီးတော့နှိပ်စက်တဲ့ကိစ္စတွေကျွန်တော်တို့လင်းကောင်းမပေါ်ဘဲနဲ့အထက်မှာကိုဝင်ဆောင်ရတဲ့အချင်းသူတွေအများကြီးပဲရှိခဲ့တယ်နောက်ထပ်ကျွန်တော်တို့ကိုယ့်ရဲ့ယုံကြည်ချက်ကြောင့်အချင်းကြနေတဲ့ထောင်ထဲမှာရှိနေတဲ့ ကျွန်တော်တို့မြို့နယ်တွေကမြို့သမီးတွေတော့မှပဲအာဇာနည်နဲ့လှုပ်ရှားမှုကိုအကြောင်းပြုပြီးတော့မှရိုက်နှက်ထားတာကြိုးပဲ့တာတွေအများနော်လိမ်ပိုင်းဆိုင်ရာဒီစစ်ကြောရေးမှာတော့မှလိမ်ပိုင်းဆိုင်ရာနော်စစ်ဆေးတဲ့နေရာမှာတော့မှလိမ်ပိုင်းဆိုင်ရာနော်စော်ကားမှုတွေအများကြီးပြုလုပ်ခဲ့တယ်။နောက်ပြီးဒီဒီစစ်ကြောင်းထိုးတဲ့နေရာတွေမှာဆိုရင်လည်းဒီရက်သားပြည်သူတွေရက်သားမိမပြိုတွေအားလုံးလည်းနော်မလုံးကြုံဘူးပေါ့ဗျာ ီကောင်လေးဝင်လာပြီဆိုတာနဲ့ကိုဒီအုပ်စုဖွဲ့မနှိမ်ချင်ပေပြီးရင်တက်ဖြတ်တာမျိုးတွေအများနဲ့လုပ်တယ်ဒါကိုလည်းနိုင်ငံအနှံ့မှာအများတန်းကြားနေရတဲ့သတင်းတွေပဲဖြစ်တယ်နိုင်ရှိခဲ့တယ်ဒီလိုမျိုးကျွန်တော်တို့ကဘာမှာအမျိုးသမီးတွေရဲ့အခွင့်အရေးအမျိုးသမီးတွေကိုကျွန်တော်တို့ကတက်ညာသာဆက်ဆံရမယ်ဆိုတဲ့ကိစ္စဒါအ í ဟိုမှာကျွန်တော်တို့မြစ်ဖြောက်ပြီးတော့စစ်အာဏာရှင်မိစ္ဆာတွေကအမျိုးသမီးတွေကိုလိန်ကျမ်းဖတ်တာတွေနိုင်တဲ့စီနင်းဆက်ဆံတာတွေအများကြီးပဲရှိတဲ့အတွက်ဒါအမျိုးသမီးတွေရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကိုကျွန်တော်တို့အနေနဲ့ ဒါဒီထက်မကအားပေးရမယ်ထောက်ခံရမယ်ကျွန်တော်တို့ရဲ့လှုံ့ဆော်မှုနဲ့အတူဒီအတန်းကိုများများကျကျထောက်ပေးဖို့လိုတယ်အမျိုးသမီးအခွင့်အရေးတွေအပြည့်ပေးဖို့လိုတယ်အမျိုးသမီးအခွင့်အရေးအမျိုးသမီးခွင့်အရေးဆိုပြီးတော့ဘယ်အဖွဲ့အစည်းရမယ်ဖြစ်ဖြစ်ဘယ်နိုင်ငံတကာဖြစ်ဖြစ်ဗစက်ကောက်အွန်နေလို့မရတော့ဘူးလက်တွေကြကြတောင်းဆိုဖို့အချိန်တန်ပြီလို့ကျွန်တော်တို့ပြောချင်ပါပဲနော်လော်လော်ဘီလည်းဖြစ်တယ်ဒီမှာမိမတယောက်လည်းဖြစ်တယ်ဒီနော်သဇင်ဦးတို့ဒီလိုမျိုးမပူတူလို့လို့ဟာမျိုးတွေတော့မြောက်သူတို့ကဒီမှာဘောမနေရတော့ဂျင်းတ်တာပေါ့ဗျာဒါပေမဲ့တကယ်လက်တွေ့မှာတော့ ီမှာအခြားသောမြို့သမီးတွေဖြစ်နေတဲ့ဟာမှာကိုကျင်းစာတရားမရှိဘဲနဲ့နော်အကျမ်းပတ်တွေလို့သူတို့အများအမ်းစွပ်စွဲခဲ့တာပူဆိုင်ဖြစ်နေတော့ရာကျွန်တော်တို့ရှေ့မှာလဲကျွန်တော်တို့ကိုယ်တိုင်နှစ်ကြိမ်တိုင်တိုင်ဒါလွတ်လွတ်လပ်လပ်ကိုယ့်ရဲ့လွတ်လပ်တဲ့စာနာနဲ့မဲတွေပြီးခဲ့ကြရတယ်ဘလူးမှလဲကျွန်တော်တို့ဘာဖိအားမှလဲမရှိဘူးကျွန်တော်တို့ကကျွန်တော်တို့လိုချင်တဲ့အစိုးရကိုကျွန်တော်တို့တင်မြောက်ပိုင်ခွင့်ရှိတယ်ဒါနိုင်ငံသားအခွင့်အရေးပဲအခုကကြတော့ဗျာဟလာဟိုမဲခိုးလို့အာနာသိမ်းပါတယ်ဆိုတဲ့ကောင်တွေကအဲ့မဲခိုးပါတယ်ဆိုတဲ့သူတို့ရဲ့ပြောဆိုချက်တောင်ပိုဆိုးတဲ့ အတင်းကအကြီးပါဖိအားပေးပြီးတော့ဟလာသူတို့ရဲ့ဒီရွက်ကောက်ပွဲမအောင်မြင်မှာကြောက်ပြီးတော့လက်လက်နဲ့ချိန်ချောက်ပြီးတော့အပြစ်မဲ့အကြသားပြည်သူတွေကိုလာမပေးရင်ပဲပြစ်တော်တော့မပူဇံမျိုးအဲသူတို့ရဲ့စိန်မှုတွေရာရင်ကောင်းတွေအကုန်လုံးအောင်နေပြီးတော့တိန်တဆင်းတွေလာပြီးဖိအားပေးတာမျိုးနောက်ပြီးတော့အသက်မပြည့်ပြည့်ဟလာဒီပြည့်လားမပြည့်လားမသိចောင်းသားလူငယ်တွေကိုအာအတင်းကြီးပဲဟလာចောင်းနေမှာမဲပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့ဖန်တီးနေတာတွေရှိတယ်အဲ့တော့သူတို့ဟိုလူတွေအပြစ်မဲ့တဲ့ဘလောက်ထိတော်မှဒီကောင်တွေရန် နိုင်ခြင်းနေလဲဆိုတော့ကြည့်သူ့ဟာသူတယောက်တည်းပြန်ပြီးတော့နိုင်မှာဆိုတော့တိတိရဲ့ဟိုတေချာနေတဲ့ပွဲတော်မှာနော်ဒီအသက်မပြည့်သေးတဲ့ကလေးတွေကိုမဲဆွဲစီယုံနေတာတွေမဲပေးဖို့ဖိအားပေးနေတာမျိုးရှိတယ်လို့တော့မှဘလူကြီးကတော့ပြောသွားတော့အကြောင်းသားကလေးတွေကိုဒီလိုမျိုးလက်နက်ကြီးတွေနဲ့အကြောက်တရားကြီးတွေနဲ့ဟလာမပေးရင်ပဲတက်ပြစ်တော့မပုံစံမျိုးမပေးရင်ပဲအာစစ်မှုထမ်းခိုင်းတော့ပုံစံမျိုးတွေနဲ့အမျိုးမျိုးကြောက်နေတာကြီးကတော့ကျွန်တော်တို့ရဲ့လူခွင့်ရေးတွေကိုကျွန်တော်တို့ပြည်သူတွေရဲ့လူခွင့်ရေးကိုချုပ်ဖောက်နေတာဖြစ်တယ်ဒီလူခွင့် ။ဟာပေါ့နော်လူခွင့်ရေးကိုဒီအာနာရှင်ရဲ့လက်ထက်မှာပဲသူ့ပေါက်ခံရမှာ။နော်လူခွင့်ရေးဆိုတာကအခုရွေးကောက်ပွဲလုပ်လေ။ရွေးကောက်ပွဲလုပ်လေပေးခြင်းပေးမယ်မပေးခြင်းမပေးဘူးပေါ့ဗျာ။ကိုအားပေးတဲ့ပါတီမပါဘူး။ဟိုကိုယုံကြည်ရတဲ့ပါတီမပါဘူးဆိုတော့မပေးဘူးပေါ့ရှင်းရှင်းလေးပဲ။ဒါဟုတ်လေနော်ကိုတိုင်မှာတည့်ရဲ့ပြန်ပွဲမှာလာပေးကိုပေးရမယ်ဆိုတဲ့ဟာမျိုးပေါ့ခုနတစဉ်ဦးပြောစလိုမျိုးဟိုတမတော်ကအာနာပြန်သွဲပေးခြင်းလို့နော်ရွေးကောက်ပွဲကိုလုပ်ပါတယ်ဆိုတဲ့စကားပေါ့ ဒါကတော့ငပိမ့်ပဲဗျာဒီဘက်ဟိုဒီဒီမိမငပိမ့်ဆိုတာတိတာတော့ဘာကြောင့်လဲဆိုတော့ဒီတက်ခံရေးကနိုင်ပါပဲဒီဒီရွေးကောက်ပွဲမှာတက်ခံရေးကနိုင်ပါပဲเนาะပြည်သူတွေကရှားပါတီကိုဖွဲ့ပေးခဲ့ရင်တော့မှဒီတက်ခံရေးကိုဟို lobby လုပ်နေတဲ့ဟာတွေတက်ခံရေးဘက်ကထောက်ထောက်ခံနေတဲ့လူတွေကအများစုဖြစ်နေတဲ့အချိန်ဖြစ်တယ်เนาะအဲ့အတွက်ကြောင့်ဒီတက်ခံရေးကနိုင်ပါပဲတက်ခံရေးဆိုတာလဲစစ်တပ်ကလာတဲ့အတွက်ကြောင့်စစ်တပ်ရဲ့အလိုတော်ကြပါဖြစ်မယ်เนาะဒါ uniform ချိန်သွားတာပဲဖြစ်ပါတယ် တချို့ဖောက်ပြီးတော့မှလုတ်တဲ့ဒီရွက်ကောက်ပွဲကလည်းဘလို့နီးနဲ့မှတရားမျှတတဲ့မှန်ကန်တဲ့ဖြောင့်မတ်တဲ့ရွက်ကောက်ပွဲဖြစ်လာစရာအကြောင်းလည်းမရှိပါဘူးလို့ကျွန်တော်တို့ပြည်သူတွေမဲပေးတာမပေးတာခဏထားအောင်မဲယုံသွားပြီးတော့လက်မှတ်ထိုးလိုက်ုံနဲ့ကျွန်တော်တို့ကကျွန်တော်တို့တေရင်းကိုကျွန်တော်တို့ကသွားပြီးခွင့်ပြုလိုက်တာပဲကျွန်တော်တို့ကသူတို့လက်ခုပ်တဲ့ရောက်သွားပါပြီဆိုတော့လက်မှတ်တစ်ချက်ကိုကျွန်တော်သွားထိုးလိုက်တာပဲနော်မဲသွားပေးလိုက်ပြီဆိုတဲ့ဟိုကရာသူတို့ကနိုင်မှာဖြစ်တယ်တဲ့ကြောင်းနော်ခင်ဗျားတို့လှုပ်ချင်တာလှုပ်ပါခင်ဗျားတို့အုတ်ချုပ်ပါဆိုပြီးတော့အုတ်ချုပ်ခွင့်သွားပေးလိုက်တယ်ဖြစ်ပါတယ်နောက်မှ ဟလာကျွန်တော်တို့ကဟလာစစ်ကောင်စီရဲ့ဟိုပါတီဖြစ်တဲ့ကြံ့ခိုင်ရေးမပေးပြီးတော့ဆိုပြီးတော့တွဲကြရစိုက်တဲ့ပါတီကိုပေးပေးတဲ့ပါတီကိုပေးဒါပေမဲ့သူတို့ပဲအနိုင်ယူသွားမှာဖြစ်တယ်ဒါကကျွန်တော်တို့2010တုန်းကလည်းကျွန်တော်တို့တည်ထားပြီးသားပဲဘယ်ရရောက်လာမှမသိတဲ့ကြိုတင်မဲတယ်လည်းသူနိုင်တတ်တယ်လို့နိုင်တဲ့စီးနေလည်းသူနိုင်ကြအောင်ပါပဲပေါ့နော်2000ချိဖွဲ့စည်းပုံကိုလည်းသူတို့ဒါနာခင်မုံနိုင်လို့ပြောတဲ့အတိုင်းသူတို့လောက်ချင်တဲ့အတိုင်းလောက်ခဲ့တယ်လို့အခုရုပ်ောက်ပွဲကိုလည်းသူတို့ပဲအာနာကိုရောက်အောင်ယူပြီးတော့စစ်အာနာရှင်စနစ်အောက်မှာပဲ ကျွန်တော်တို့ပြည်သူတွေကိုသူတို့တုတ်သွင်းဖို့တည်းလောက်တာဖြစ်တယ်ဒါကတော့နိုင်ငံရေးထွက်ပေါက်ပဲပေါ့သူတို့နိုင်တယ်ဟိုသူတို့နိုင်မှာသိကြတယ်ပေါ့ဗျာပြီးရင်ယူနီဖောင်းချိန်မယ်အစိုးရဖွဲ့မယ်နော်ပြီးရင်ဒီစစ်တပ်ရဲ့လက်မှုမှုကလည်းရှင်းနေအောင်မယ်အဲ့တော့ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးဆိုတော့စကားကိုပြောတဲ့သစဉ်ဦးလည်းအုံနောက်ပိုင်းစဉ်းစားကြည့်ပါနော်ဟုတ်ကိုတေတွင်ကိုကိုတူးကျင်နေဆိုရင်တော့ကျွန်တော်တို့ဒီရွေးကောက်ပွဲတွေကိုတွားပြီးတော့မဲပေးသလိုဖြစ်ပါလိမ့်မယ်လို့ เนาะကျွန်တော်တို့ရဲ့ဟိုကိုယ်တည်တွင်ကိုတူးတဲ့ဖြစ်တော့မဖြစ်ဟိုတက်နိုင်ရင်တော့ရှောင်မော့ဗျာเนาะဒါပေမဲ့ကိုယ့်ရဲ့အသက်အန္တရာယ်ချိန်ချောက်လာတာမျိုးเนาะကိုယ့်ရဲ့ဟိုအိုးအိမ်စီးစိမ်ကိုချိန်ချောက်လာတာမျိုးဆိုရင်တော့တော့ပြေးလိုက်ပါဒါပေမဲ့ဒီကောင်နေရဲ့ပါတီကိုမဲမပေးခဲ့ပါနဲ့ပြောချင်ပါတယ်ဒီတော့အာနာသိမ့်မှုဖြစ်ပြီးတော့ဒီတော်လန်ရေးကာလအတွင်းမှာဆိုရင်ဒီအမျိုးသမီးတွေရဲ့လုံခြုံမှုကဏ္ဍကလည်းလုံးဝကျဆင်းလာတာဖြစ်ပါတယ်เนาะလူခွင့်ရေးကလည်းထိုးဖောက်လာတာနေ့စဉ်နဲ့အမျှ ိုးဖောက်မှုတွေတိုးမြင့်လာမှာဖြစ်ပါတရားဆက်အာဏာရှင်ရဲ့အုပ်ချုပ်မှုဖြစ်နေတဲ့အတွက်ကြောင့်ပါနော်ပြီးတော့နောက်ပြီးတော့ဒီ DNL နဲ့ MND တို့ဒီမှာအပြည့်ရက်ပြီးရဲ့နောက်ပိုင်းမှာဒီအင်အားကြီးဒီတိုင်းသားလက်နက်ကိုင်အနေနဲ့ဒီ AA တခုတည်းဂျိုင်တော့တာဖြစ်ပါတယ်ဒါကြောင့် MMD နဲ့ DNL လို့အပြည့်ရက်ပြီးရဲ့နောက်ပိုင်းမှာအဓိကအဖိခံရတာကဒီ AA ရခတ်တက်တော့ဒီသုံးမိုးတဲ့ရခိုင်ပြည်နယ်နဲ့အညာဒေသကလေချောင်းရောမြေပြင်ကပါ နော်စတိုက်ဖီအားပေးခံရတာဖြစ်ပါတယ်။ဒါအပြင်ဒီအကြမ်းမဲ့စစ်ကောင်းဆောင် ပြီးပြုတ်လုတဲ့ဒီရွေးကောက်ပွဲကနော်စစ်ကောင်းဆောင်တွေရဲ့နိုင်ငံရေးထွက်ပေါက်ဆိုတာကိုကိုလိုအေးရဲ့စကားတွေပေါ်မှာစဉ်းစားဆင်ခြင်ပြီးတော့သုံးသပ်နိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။